ကျမတို့သည်အလွန်ကျွံပြုပြင်ထားသောအလင်းရောင်စီသို့တိုး၍သွားပါ၏သို့တော်မိမိကအလင်းကိုဖမ်းမိဖို့ကြိုးစားသည့်ခဏမှာပင်အလင်းသည်ပျောက်ွယ်သွားခဲ့သည်အလွန်ကျွံချက်ကဝါရဖြန့်ညင်နောက်ွယ်မှာဘာမှမရှိအလွန်အကျွံအမွန်းတင်တိမ်သွင်းခြင်းဖြင့်ပြုပြင်စီရင်ထားသောကျမတို့လူအဖွဲ့စီသည်ဗလာအမောင်ကန်းတစ်ခုတည်းအနှင်းငယ်သာပို့ပါလိမ့်မည်ဂျူရေးသားတဲ့အမုန်းကြောင်ဖြစ်သောစစ်ပွဲများစအုံးမှအလွန်ကျွံခစ်ကြီးတဲမှာဆိုတဲ့ဆောင်းပါဖြစ်ပါတယ် အလွန်ကျွန်ခက်ကြီးတဲ့မှာအပိုချက်ကတိမ့်သွင်းစကားသည်လူသေးသေးနိုင်လူမှုဝင်ကျင်ကိုဖျက်ဆီးနိုင်အပိုချက်ကတိမ့်သွင်းစကားသည်နိုင်ငံရေးကိုမွန်းကျက်အသက်ငင်စေစီးပွားရေးကိုပြက်ပြုံးစေအပိုချက်ကတိမ့်သွင်းကြောင်ညာဤသည်မထိုက်မတန်လူတစုအားချမ်းသာကြွယ်ဝစေလေအများကြီးဘဝကိုဖျက်ဆီးအပိုချက်ကတိမ့်သွင်းခြင်းသည် လူဆောင်ဖောင်ဒေးရှင်းကို မလို့တမစွာကျဲသောမူသားများတိဆောက်ပေးလိုက်သည် စစ်အတွင်းမှာဆိုရင်အပိုချက်ကတင်းတင်းတကိုင်းအနေရသည်ပို၍တိတာထင်ရှားလေးရှိသည် လေသာဝေးထင်းခလုတ်ဖြင့်လိုရာပြက်မှတ်ကိုထိစေနိုင်သည်ဟုသောစမတ်ဘုံများနှင့်စိုင်သည့်အပိုချက်ကားမှုများကိုစဉ်းစားကြည့်ပါရန်သူ၏စစ်ဌာနချုပ်ကိုသာဦးတည်ထိမှန်ပြီးဘေးကမဆိုင်သူပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကိုနည်းနည်းမှမထိခိုက်စေပါတဲ့သို့သောထိုဘုံများသည်သူတို့ချက်ကဝါရဖြန့်သက်လောက်တော့ဟန်မကြပါတကယ်လက်တွေ့အစစ်မှန်တွင်စမတ်ဘုံများသည့်အမျိုးသမီးတွေကလေးတွေအားမကြကနတင်ကြုံတက်ပြတ်၏ ကိုတက်ဖွဲ့ကိုဘက်ကလူတွေကိုပါဆွဲခေါ်တက်ဖြတ်တဲ့ပင်လယ်ကွေးစစ်ပွဲမှာကျမတို့ကြုံတွေ့ခဲ့ရပြီးပြီယခုတဖန်အာဖဂန်စစ်ပွဲမှာလည်းမြင်တွေ့နေရပြန်ပါပြီသို့တော့ချက်ကားဝါဒဖြန့်စကားသည့်စစ်ကာလအတွက်သာဖြစ်ပေါ်လာသည့်ဒုက္ခမဟုတ်လူရင်ကျေးမှုအဆောက်အုံဤအတွင်းလွှများတွင်မှဝင်ရောက်တရေတည်နေခဲ့ပြီဖြစ်သည်ဈေးကွက်စည်းဝါးရေးသည့်အပိုချက်ကားဝါဒဖြန့်ခြင်းအပေါ်မှာမူတည်၍ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်သည် ပြည်စည်းတခုထုတ်လုပ်လိုက်တိုင်းဝါဒပြန်ကြောညာစကားတွေအစုလိုက်အပြုံလိုက်ရှန့်ထွက်လာတော့အခါဝယ်ယူသုံးဆဲသူတို့သည်ဒီပြည်စည်းရှိမှဖြစ်မယ်ဟုသောအတွေးဝင်လာ၏ထို့ပြည်စည်းကိုလူရဲဝယ်ယူကြ၏စတော့ရှယ်ယာဈေးကွက်အရင်းနှီးမြုံနှံမှုတို့တယ်လေထို့သဘောပဲဖြစ်သည်ဝါဒပြန်ကြောညာကောင်းရင်လိမ့်ဝင်ကြလိမ့်သည်သိပ္ပံပညာနှင့်တီထွင်တွေးရှိထားသောအရာများအပေါ်လေဒီတိုင်းမှာပဲရှားဖွေတွေးရှိချက်တစ်ခုသည်အမှားမှန်ကောင်းကျိုးဆိုးကျိုးမဝေခွဲနိုင်သေးခင်မှာ ဈေးကွက်နဲ့ရောင်းချလိုက်ပြီးဝါဒါဖြန့်ကောင်းသည့်အတွက်ကုမ္ပဏီတွေကလည်းမစင်မချင်းဝယ်ယူရင်းနှီးပြပြီးပြောရရင်တော့အပိုချက်ကဝါဒါဖြန့်စကားသည့်သိပ္ပံပညာကိုပင်ပြီးစီးစေသည် လူသားမျိုးရိုးဗီဇပန်ကိစ္စကိုပဲကြည့်ပါမျိုးရိုးဗီဇထိန်းချုပ်နေရာချထားခြင်းအကြောင်းကိုကျမတို့အရေးတကြီးတင်းမြင်ပြီးနောက်၎င်းကိုငွေကုန်ခံဆောင်ရွက်လို့မှမကြသေးခင်တကယ်အရေးကြီးသည်က DNA မဟုတ်ပဲပရိုတိန်းသာဖြစ်သည်ဟုပြောကြပြန်သည်ဘဲစကားဖြင့်ဘာကိုယုံကြည်၍အသက်ကိုပုံကြရမှာလဲ။ ချက်ကားဝါဒဖြန့်စကားသည့်ဖျော်ဖြေလုပ်ငန်းအဆောက်အုံ Entertainment Industry များတွင်အလုံးရင်းနှင့်ဝင်ရောက်လာသောကုန်သွယ်မှုတစ်ခုဖြစ်သည်ရုပ်ရှင်ဇာတ်ကားတစ်ခုသည်ခြေကွဲတနာဖွဲ့ရာကောင်းလေချက်ကားတိမ်သွင်းစည်းရုံးမှုကများလေဖြစ်သည်ဥပမာမကြခင်ကပြသခဲ့သော Pearl Harbor ဇာတ်ကားကိုကြည့်ပါ ထိုရုပ်ရှင်သည်အမိုက်တရိုက်အပူအစာသာဖြစ်သည်ဒါကိုရုပ်ရှင်တွင် ပါဝင်ပတ်သက်နေသောစီးပွားရေးဆိုင်ရာလူများသိကြ၏ သို့တော့ချက်ကားဝါရဖြန့်ဤပညာရွယ်ချက်ကိုကပြည်သူလူထုကိုအမှန်တရားမေ့သိပြီးသူတို့အုံနောက်အသိဉာဏ်များကိုအိမ်မာထားခဲ့ကရုပ်ရှင်ယုံတို့စောစောတွားရောက်တန်းသိစေဖို့ဖြစ်သည်မဟုတ်လားအရာမှန်ပဲဖြစ်သည်ရှင်တို့ကျမတို့ဤအုံနောက်တွေကိုအိမ်မာသာထားခဲ့ကြတော့ချက်ကားဝါရဖြန့်စကားကပထမဆုံးတက်ပြတ်လိုက်တော့အရာမှစိတ်ဖြစ်သည်ချက်ကားတိမ်တွင်းဝါရဖြန့်ခြင်း hype hype ဘန်စကားအတိတ်ပဲတစ်ခုမှာဈေးထိုးပြွန်တဲ့အဖြစ်သည် တကယ်လဲ hype ဒီဆေးအဖြစ်အထူးသဖြင့်မိုးရစ်ဆေးအဖြစ်ဆောင်ရွက်လှုပ်ရှားပါသည်လူအများကိုတက်ဝင်ယုံကြည်အောင်ဩဇာလွှမ်းမိုးခြင်းအပြင်ထိုးသွင်းပေးလိုက်သောဝါဒဖြန့်စေကိုပထမဆုံးထင်ရှားစွာအသုံးပြုခဲ့သူမှာဒုတိယကမ္ဘာစစ်အတွင်းကနာစီဂျာမန်များဖြစ်သည်နာစီတို့တိခဲ့၏အစွန်ရောက်လူအဖွဲ့အစည်းကိုလူတက်ဖြတ်တတ်သောလူညံ့ဂိုင်းသားများဖြင့်ပုံစံပြောင်းလဲပေးလိုက်သည်ဟုသူတို့သိခဲ့ပါသည်သူတို့၏ဝါဒဖြန့်စေထိုးသွင်းခြင်းအမှုကြောင့် ဂျာမန်ပြည်သူလူထုအများစုသည်ဂျူးတို့အားဂျာမနီ၏မျိုးတော်များတွင်ခိုအောင်နေကြသောကျွတ်ဆုပ်များပမာအမြင်ရောက်ခဲ့ကြရသည်ဤနည်းဖြင့်နာဇီများပွားများအင်အားကြီးမားခဲ့သည်ယခုအိုစမာဘင်လာဒင်နှင့်အစွန်းအောင်အကြမ်းဖက်သမားများကိစ္စသည်လည်းသဘောတရားအတူတူပဲဖြစ်ပါလိမ့်မည်ဟိုက်ပြီးအောင်မြင်မှုတစ်ခုဖြစ်ပါသည်ချက်ကားတိန်သွင်းဤပညာသည် သူလိုချင်သောပန်းနိုင်သို့ဂိုင်းသားစိတ်သက်သွင်းပေပြီးရယူတတ်သည်ထိုဤပြင်ချက်ကားဝါရပြန့်ဤက နောက်ထပ်အရေးကြီးသောအရာတစ်ခုကိုတတ်လိုက်သည် height ကဒုတိယတတ်လိုက်သောအရာမှာအစစ်အမှန်တရားဖြစ်သည်ချက်ကားဝါဒဖြန့်ခြင်းကအစစ်အမှန်ကိုတတ်လိုက်သောဥပမာတစ်ခုမှာ Blair Witch Project ရုပ်ရှင်ဖြစ်၏အင်တာနက်နည်းပညာရေးချက်ကားဝါဒဖြန့်မှု height ကိုပထမဆုံးထိရောက်စွာအသုံးချအမြတ်ထုတ်လိုက်သောဖြစ်ပါပဲရုပ်ရှင်ထုတ်လုပ်သူများသည်သူတို့အခြေခံရိုက်ကူးခဲ့သောပျောက်ဆုံးသွားသည့်ចောင်းသား၃ယောက်၏အပျော်တမ်းကင်မရာအချက်အလက်နှင့်အဖြစ်အပျက်များကိုလူစိတ်ဝင်စားအောင်မဟာတရားဖွဲ့ခဲ့ကြသည်အောင်လဲအောင်မြင်ခဲ့သည် ရုပ်ရှင်သည်တကယ့်အဖြစ်အပျက်ကိုအခြေခံရန်ကူးကဲ့ခြင်းကိုတက္ကသိုလ်ကျောင်းသူကျောင်းသားနှင့်လူငယ်များအားယုံကြည်သက်ဝင်စေသည်ရုပ်ရှင်ပြလိုက်သည့်အခါထိုကိစ္စဖြစ်ွားခဲ့ရဟုဆိုသောနေရာကိုသိဝင်သာကုန်ကြသည်မိုင်ပေါင်းများစွာခရီးကိုဖျက်ကျော်၍နာယီပေါင်းများစွာတန်းစီဆောင်ကြသည်ဟက်ဒလာ၏လူငယ်အုပ်စုကအစ Black Witch Project ပြည်သက်အစုံအလုံးသည်တမျိုးရီးသောယောဂဖြင့်ဂိုင်းစိတ်တွင်ခံရခြင်းဖြစ်သည်ဆဲမန်နှင့်ထင်အောင်ထင်မှကိစ္စတို့ရောထွေးကမခွဲခြားနိုင်တော့ပေ။ ကယ်၍ကျမတို့သည်စိတ်ကူးရင်နဲ့တကယ်စစ်မှန်ကို မခွဲခြားနိုင်ဘူးဟုဆိုလျင်သို့မဟုတ်ဘယ်အရာကဘာလဲဟုဂယုမဆိုင်အလေးမထားဘူးဆိုရင်ကျမတို့သည်အကောင်းနဲ့အဆိုးကိုလည်းခွဲခြားနိုင်ဖို့ခဲရင်ပါလိမ့်မည်။ကောင်းကျိုးနဲ့ဆိုးကျိုးကို ခွဲခြားသိနိုင်ဖို့ပို၍ပင်ခက်ခဲပါလိမ့်မည်။ချက်ကားဝါဒဖြန့်ခြင်းကတတိယတက်လိုက်သောအရာမှအည်သွေးဖြစ်သည်။ချက်ကားတင်းတင်းစီယုံခြင်းဤပညာဖြင့်တာမန်လူတာမန်ပစ္စည်းကိုရှေ့တန်းတင်အမွန်းတင်လိုက်သောအခါထိုးသူထိုးအရာသည် အကြီးကြီးဖြစ်သွား၏။အယောင်ရသောစည်ရင်ဝင်စာအုပ်ချုပ်ကိုကြည့်ရင် သိနိုင်ပါသည်။မိုက်တရိုက်တာဖြစ်သောသို့တော်တောက်ပတ်ထဲဝါသောအစားအစာချက်ပြုတ်ပြင်ဆင်နီးစာအုပ်များအင်္ဂစားသမားပော့ကျော်သောအောင်မြင်သူများဖက်ရှင်ကျယ်ဝင်များ၏ကိုယ်တိုင်၏ထုတ်ပတ်တီထို့မှဒီအတိုင်းပဲဖြစ်သည်။တချို့သီအိုရီပညာရှင်များကပြော၏မော်ဒန်လူသားများသည်ခြေကားဝါဒဖြန့်ခြင်း hype ကိုခံနိုင်ရရှိသည်တဲ့။လုံးဝမဟုတ်ပါမော်ဒန်လူသားများသည်ဘာမဆိုအယူမှုစိတ်ရှိသည်သူတို့သည် hype ကိုခံနိုင်ရင်ရှိဖို့တော်တော်ကိုခံအားကောင်းမှာဖြစ်ပါမည်။ချက်ကားဝါဒဖြန့်ခံရသောလူငယ်များနေဖြင့်ကမ္ဘာကြီးကိုပြုပြင်ပြောင်းလဲဖို့တကယ်ရုံးကန်လှုပ်ရှားမှုဖြစ်သောနိုင်ငံရေးအတွက်အချိန်နည်းနည်းများမရှိပါ။နိုင်ငံရေးဒီချက်ကားဝါဒဖြန့်ခြင်းကတက်ပြတ်ခံရသောသရုပ်ထသားကောင်ဖြစ်ပါသည်။ပြီးသေးနိုင်ငံ၏မာဂရက်တက်ချမဲဆန္ဒခံယူဝယ်ခေါ်ပြောချက်များကိုလေ့လာကြည့်ရင်သိနိုင်သည်။မာဂရက်တက်ချသည်ပြီးသေးနိုင်ငံတွင်တော့အကြီးအကျယ်ဝါဒဖြန့်တေးသွင်းခြင်း၏ဦးစီးရှိဆောင်တစ်ယောက်ဖြစ်သည်။သူနောက်မှဂျွန်မေတာလည်းဒီအတိုင်းပါပဲ။ လေဘာပါတီ၏အမျက်ခွန်တိုးမြင့်မှုပုံဝဲထုများကိုပြော၍ပြည်သူလူထုကိုစီယုံခဲ့ရတဲ့ထူးချွန်ပါသည်ဒီတဲ့ဝင်ကြီးချုပ်တိုနီဘလက်ကဒိုင်ယာနာမင်းသမီးသိဆုံးသည့်အချိန်တွင်ပြောခဲ့သောဝမ်းနဲ့ခုံပြူမိန်ကွန်းဟပ်ပန်ကလည်းတော်တော်ထီရောက်ပါသည်နောက်တစ်ခုကဝါဒဖြန့်တယ်လို့လို့ရှောင်းတခင်အပြုတ်အမူလို့လို့ဟန်ဆောင်လိန်ညာပြီးဝါဒဖြန့်ခြင်းဖြစ်သည်ထိုမူသားသည်ပိုရေးပင်ထီရောက်သေးသည်လူအများကြီးစိတ်နှလုံးကိုပို၍တိမ်ကြုံဆွဲငင်နိုင်သည်အဲ့ဒါကိုလည်းတိုနီဘလက်ဟပ်ပန်နှင့်ဥပမာပြောနိုင်ပါသည် ကားထဲကနေထွက်လာသောတိုနီဘလဲသည်သူ၏ယိုယွင်းပြက်စီးနေသောဂစ်တာအိတ်ကိုတစ်ဖက်ကကိုင်းတစ်ဖက်ကယိုယွင်းနေသောတစ်တာနီကလေးကိုကန့်၍ဖြူပြော့ပြော့ဂျင်းမောင်းပြီးကြက်ကြက်နှင့်ဖြစ်သည်၎င်းဟန်ပန်သည်အကောင်ဆုံးမှုေနောက်ထိုးပေါက်နိုင်စွမ်းသောဝါဒဖြတ်မှုပဲဖြစ်၏ကလေးငယ်တွေကိုနန်းရှုပ်ပြသည့်ထက်ထိရောက်၏ဇက်တိုက်ထားသောဟန်မုတ်ဖက်အလိုလျောက်ပြုမှုသောဟန်ပန်မျိုးဖြစ်၏နောက်ဆုံးအဖြစ်ချက်ကားဝါဒဖြန့်ခြင်းဤပညာသည်ယုံကြည်မှုကိုတက်ပြစ်ပါသည်တစ်ဆက်တည်းပင်ကိုကိုကိုယုံကြည်မှုကိုတက်သည် ထို့နောက်မျှော်လင့်ချက်ကိုတက်သည်ဤနည်းဖြင့်လူအဖွဲ့အစည်းကိုအသက်ရှူပေါက်ပိတ်ကမွန်ချက်စေပါသည်ကျမတို့သည်အဖို့ချက်ကတင်းသွင်းကြောညာခြင်းများကိုတည်ပြုမိပါ၏သို့တော်ထိုးဆက်ဝဲမယုံထွက်နှုတ်ခွဖို့ကျမတို့ဘလို့မှမစွမ်းသာပေထင်အောင်ထင်မှဟန့်ပြားကတကယ်အစအမှန်ပမာဈေးကွက်ဝင်လာတော့ကတပည့်တမုံများသည်တို့ကျမတို့ဘလို့ပြန်သွားကြမလဲလေထဲကရဲရိုက်များသည်သာချမ်းသာကြွယ်ဝမှုအလုံးလက်ဝဲရမှုဝန်ဆောင်မှုကဘာတစ်ခုကိုမောင်းနေနေခဲ့သည်ထိုကကျမတို့လူအဖွဲ့အစည်းတွင်ကြံရှိနေခဲ့သည်က မယုံမကြည်တန်တရားများတာဖြစ်တော့သည်ထိုမယုံမကြည်တန်တရားတို့ကိုပင်ကျမတို့သည်တန်ဖိုးမြင့်ဆုံးဖန်တီးစိတ်ကူးစွမ်း၏အပေဆုံးအမှုပညာပမာဂုံတင်းလာခဲ့ရသည်ယနေ့ခေတ်တွင်ကျမတို့သည်ကိုယ်တိုင်၏အမှုပညာပုံစံအတတ်ပညာပုံသဏ္ဍာန်များဖြစ်လာရ၏အရာရာသည့်အကြီးကျယ်အလွန်ကျွံဝါရဖြတ်မှုတွေကြီးဖြစ်နေသောအခါကျမတို့သည်ကို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 သာယုံကြည်နိုင်တော့၏ဂျန်ဒီခိုင်ကနာဝင်တွေနောက်သို့လိုက်မှန်းမသိလိုက်နေမိရင်းငါပင်လေကိုကိုကိုမှာတပါအခြားသူကိုမယုံကြည်ခြင်းကြတော့ပေ။ ထိုအရာကိုဖောက်ထွင်းမြင်နေရမှကျမတို့သိကြသည်သို့တော်တခြားသူတွေရောမြင်ရရလာဦးမသေးကြပေမယုံမကြည်တန်တရားများသာလူဖွဲ့စီကိုလွှမ်းမိုးကြည့်ဆိုသောအခါယုံကြည်မှုဟုသည်ဝေးကွာလာသောရှေးဟောင်းကျွင်းကျန်တစ်ခုသာဖြစ်နေတော်သည်လူတိုင်းဝိုင်းသည်အုပ်စုတူဂိုင်းစိတ်ယူသွမှုများဖြင့်အသက်ရှူကြနေရသည် အစင်မမဟုတ်သည့်အရာတို့ဤဒီရေကိုစန့်ကျင်ရက်တီဖို့ကျိုးကင်ချုပ်ထဲမှုများကိုအဆုံးတတ်အောင်တောင်းဆိုဖို့ဆိုသည်မှလည်း လူတိုင်းလူတိုင်းရင်ကိုဟာကိုဟန်ချက်ညီပြီးတော့လှည့်သားမှုအရင်းအမြစ်များကိုချင်းချောက်ပေတော်မူ။ကျမတို့ဤဖြစ်ကြီးမှကိုကိုကိုကဲတင်ရန်တံပင်ဆွေးနွေးဖို့ဆန္ဒရှိနိုင်ပါ၏။သို့တော်အမှုပညာသတင်းဌာနမီဒီယာနိုင်ငံရေးထိုးရများသည့်အလွန်ကျွံဖန်တင်ခြင်းတို့၏အလဲအနှစ်သားဖြစ်နေခဲ့ပြီ။ချက်ကားဝါဒဖြန့်ခြင်း hype သည်ဇာတ်ပင်ဝေဖန်ရေးဆက်ရာရောဘတ်ကိုလန်ဒန်တတိပြုထောက်ပြခဲ့သလိုပင်စစ်လိမ်မတော့ပဲစစ်လိမ်အနှံ့ရှုခြင်း ပက်ဆစ်မော်ဂင်ဖြစ်သည်သို့တော်ထိုအရာကိုတွန်းလန့်ဖြိုချဖြစ်ပါလားဟုပြောလာရင်ကျမတို့သည်မတိမတ်တာတဖြည်းဖြည်းရင်မူးဆွဲလန်းနေခဲ့ပြီးပြီဟုသာဆိုရပါတော့မည်လွန်မြောက်အောင်ယုံထွက်ဖြတ်တောက်ဖို့မလွယ်ကူတော့ပါဆိုရရင်တော့သဘောတရားလွန်ကဲ့ post ideological time မှာခြေကားဝါဒဖြန့်ခြင်းသည်တမိုင်းသဘောတရားကိုအနိုင်ရနှိကွပစ်လိုက်သောသဘောတရားဖြစ်လာခဲ့ပြီသူအရင်ကသဘောတရားဟောင်းများခဲ့သောပင် ပို့၍ထိရောက်စွာ လူအဖွဲ့အစည်းကိုယောဂဘိုးတပ်ဖွဲ့ပြန့်နှံ့ကူးစက်လာခဲ့ပြီးလုံထွက်ဖို့တခြားနည်းလမ်းမရှိတော့ရန်တို့ပါသည် လူပညာရှင် မာတင်ခရစ်သည်သူ၏တာနာစုပြိုင်ပွဲဝင်လက်ရတကု installation app ကို227 the lights go on and off ကိုခေါင်းစဉ်ပေးခဲ့၏ထိုလက်ရတွင်မာတင်ခရစ်သည်ချက်ကားတင်းတင်းစီယုံခြင်း high ပြီးအတွင်းနှစ်သဘောကိုအမိရပြနိုင်ခဲ့သည်ကျမတို့သည်အလွန်ကြုံပြုပြင်ထားသောအလင်းရောင်စီတို့တို့၍သွားပါ၏ သို့တော်မိမိကအလင်းကိုဖမ်းမိဖို့ကြိုးစားသည့်ခဏမှာပင်အလင်းသည်ပြောက်ွယ်သွားခဲ့သည်အလွန်ကျွံချံကားဝါရဖြန့်ကြီးနောက်ွက်မှာဘာမှမရှိအလွန်ကျွံအမွန်းတင်တိမ်သွင်းခြင်းဖြင့်ပြုပြင်စီရင်ထားသောကျမတို့လူအဖွဲ့အစည်းသည်ဗလာအမောင်ငန်းတစ်ခုထက်အနည်းငယ်သာပို့ပါလိမ့်မည် reference hype at the end of tunnel by sara new statement 19 november 2001ဆရာမဂျူအီအလွန်ကျွံခေတ်ကြီးထဲမှာဆောင်းမှာဖြစ်ပါတယ်